ဒီလိုကိုရီးယား sauce နဲ့ကြက်ကြော်တုံးရုံမှာဆယ်ဘတ်တဲ့စိတ်ဝင်စားရင်လက်ခံနော်ဒီကထုခွန်ဒီနေ့မှာတော့လူတိနေပေမဲ့ဈေးတန်တဲ့နိုင်မကက်လေးအကြောင်းပြောပြမယ်။ဒီဈေးလေးကတော့နံပါတ်1နိုင်မကက်ပါ။ဘန်ကောက်ပရဝက်ဒွန်မိုင်းခိုင်ထဲမှာရှိပြီးတော့ပင်လယ်စာပါ Thai Street Food ဆုံဆုံလင်းလင်းဟိုမှာ9ဘတ်7ဘတ်ကစပြီးဝယ်စားလို့ရတယ်။ ဒီလိုကိုရီးယားကြက်ကြော်အတုံးယူမှာဆယ်ဘက်ဆိုတော့အရန်အောင်တန်တယ်နော်အတိဖြိုရဲ့မျိုးစုံကိုလည်းဆယ်ဘက်ကစပြီးတောက်လို့ရတယ်အုံတိဘက်လေးတွေပါတဲ့အုံရင်မွေ့မွေ့လေးကမှ20-25ဘက်ပဲရှိတယ်ပြီးရကျော်ပိုးရီကျော်ဆိုလည်း20ဘက်ဆိုရင်အကောင့်40လောက်ပါတယ်ဆိုတော့အရန်အောင်တန်တယ်နော်ဖတ်တော့ကွတီယိုထိုင်းအုံနောက်ခောက်ဆွဲယူရီးယားကင်မျိုးစုံအထောင်းမျိုးစုံနဲ့ဆိုင်ငန်းနေအများကြီးို့မှာထိုင်းစရာနေရာကြီးလည်းအများကြီးလုပ်ပေးထားတာမို့လို့စက်ရရွေးဝယ်ပြီးတော့ထိုင်းစားလိုက်အောင်ပဲ ။ကစားကြိုက်တဲ့လူတွေအတွက်လည်းဥရေးဝယ်ခဲ့တာအကုန်ဆိုရင်တစ်ခုကို၅ဖက်ပဲကြရတယ်။ဒီလိုဒုံးနဲ့လေးကိုမှ၅ဖက်နော်။ဒီနေရာလေးကတော့ဘန်ကောက်ပရာဝတ်ဒေါ်မိုင်းခန်ထဲမှာရှိပြီးတော့ဘတ်စကိုင်းနဲ့ဆိုရင်ဒီနံပါတ်၄ရောက်ပါတယ်။ MRT ရဲလို့လိုက်စီဥတော်ကနေဆိုရင်တော့စိုက်ကယ်စီးလာမယ်ဆိုရင်15မိနစ်လောက်တော့ကြာရယ်နော်။ မနက်ခင်းစည်းလည်းရှိပြီးတော့ညဘက်ကတော့ပျက်ရမရှိညနေ၄နာရီရနေည၇နာရီအထိဖွင့်ပေးထားပါတယ်။ဒါကြောင့်ဘန်ကောက်တဝိုက်မှာဈေးတက်တဲ့ local street food တွေကိုနီးစမ်းကြည့်ကြတယ်ဆိုရင်တော့ဒီစည်းလေးကိုတွားကြည့်ဖို့အတွက် recommend ပေးခြင်းနဲ့နော်။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေအများကြီးကိုခေါ်သွားပြီးမှမို့လို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြအောင်နော်။အားလုံးပဲတက်တာ